အလုံးမင်္ဂလာပါ VOC သတင်းဌာနအနေနဲ့ကြိုဆိုပါရစေ။ကျွန်မကတော့ Snow ပါ။ဒီကနေ့မတ်လ28ရက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ယနေ့ညနာဆင်ရမယ့်သတင်းတွေကတော့အင်အားအလုံးပြည်နိုင်ငံလေးလှုပ်ခတ်မှုကြောင့်ထိခိုက်ပျက်စီးများတဲ့နေပြည်တော်အပအဝင် တိုင်းနယ်ပြည်နယ်6ခုကိုစစ်ကောင်စီကအရေးပေါ်ခြင်းနဲ့ဖြစ်ကျင်းညာလိုက်ပါတယ်။ အဖြစ်မဲ့ပြည်သူတွေရဲ့အသက်အိုးအိမ်စီးဆိုင်တွေတေချေပျက်စီးအောင်နေစင်ပုံကျတိုက်ခိုက်နေတဲ့စစ်ကောင်ဆောင်ကတရားသောစစ်ဆိုပြီးတိုက်ပွဲတွေဆက်လက်ဖော်ဆောင်သွားမယ်လို့ပြောဆိုလိုက်ပါတယ်။ချင်းပြည်ဟာခမျိုးမှာလျက်စင်မီပြတ်တောင်နေတာတပတ်ခန့်ရှိပြီးဖြစ်တာကြောင့်ဒေသခံတွေရဲ့အခက်ကြုံနေရတဲ့တဲ့င်းတွေနဲ့အတူအခြားစင်ဝင်စားစရာနောက်ဆုံးရတဲ့တဲ့င်းတွေတင်ဆက်ပေးဖို့ရှိပါတယ်။ ဒီကနေ့မတ်လ28ရက်မွန်းလပိုင်းမှာအင်အားလွန်ပြင်းနိုင်ငံလှုပ်ခတ်မှုကြောင့်ထိခိုက်ပျက်စီးများတဲ့နေပြည်တော်အပအဝင်တိုင်းနယ်ပြည်နယ်6ခုကိုစစ်ကောင်စီကအရေးပေါ်ခြင်းနေဖြစ်ကြေညာလိုက်ပါတယ်။မြန်မာနိုင်ငံအလဲပိုင်းမန္တလေးမြို့ရဲ့အရှင်မြောက်ဖက်ကီလိုမီတာ20ခန့်အကွာကိုဗဟိုပြုပြီး Airista Scale 9.8အဆင့်ရှိမြေငလင်နဲ့နောက်ဆက်တွဲငလင်3ခုလှုပ်ခတ်မှုသွားတာကြောင့်ထိခိုက်ပျက်စီးမှုများတဲ့စကိုင်းမန္တလေးမကွေးပဲခူးရှမ်းပြည်နယ်အရှင်မြောက်ဒေသနဲ့ နေပြည်တော်ကောင်စီနယ်မြေတို့ကိုအရေးပေါ်ခြင်းနေဖြစ်ကြေညာခဲ့တာဖြစ်ပါတယ်။ယင်းနှစ်လှုပ်ခတ်သွားတဲ့ငလင်ချောင်းမန္တလေးမြို့ကနမ်မြို့ယိုနီယာတချို့ပြိုကျတာအထံအမြတ်အဆောင်အုံတွေပြိုကျတာစကိုင်းတရာဟောင်း ပြိုကျတာနဲ့တတနိကအဆောက်အဦတော်တော်များများပျက်စီးခဲ့ရပါတယ်။တချို့နေရာမှာတော့လူသေဆုံးမှုတွေလည်းရှိသလိုဒဏ်ရာရရှိသူတွေလည်းအများအပြားရှိခဲ့ပါတယ်။ ရှမ်းပြည်နယ်အောင်ပန်းမြို့မှာလည်းအောင်ပန်းဟိုတယ်ပြူကျလို့လူထိခိုက်ဒေဆုံးမှုရှိတယ်လို့နေပြည်တော်မှာလည်း Garden The Town စေယုံပြူကျလို့စေဝန်ထမ်းနဲ့လူနာတွေအများအပြားတန်းရရှိခဲ့ကြပါတယ်။ရှမ်းပြည်နယ်ကနမင်ကျော်အင်းလေးဒေသမှာလည်းငလင်ကြောင်းအင်ယာချီပျက်စီးမှုရှိတယ်လို့သိရပါတယ်။အလားတူတောင်ငူပျော်ပွဲအပအဝင်တခြားမြို့နယ်တွေမှာလည်းဘာသာရေးအဆောက်အုံများပြူကျပျက်စီးကအနည်းဆုံးစစ်ပီးရှောင်းကလေးငယ်9ဦးခန့်ဒေဆုံးခဲ့တယ်လို့သိရပါတယ်။ ငလင်ကြောင့်ထိုင်းနိုင်ငံဘန်ကောက်မြို့ကအထက်30ရှိတဲ့ဆောက်လက်ဆတိုက်ကြီးပြိုကျလို့မြန်မာနိုင်ငံသားအပေါင်းဝင်အလုတ်သမား60ကျော်ပိတ်မိပျောက်ဆုံးနေတယ်လို့ထိုင်းတဲ့မျိုးတွေမှာဖော်ပြထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအညွှန်းကြီးကလည်းနောက်ဆက်တွဲငလင်ငယ်တွေလှုပ်ခတ်နိုင်တာကြောင့်ရိုင်းနဲ့တော်တော်အဆောက်အုံတွေထဲမှာဆက်မနေကြဖို့ငလင်ကြောင့်စက်တာတမန်တွေအကွက်မှုရှိမရှိစစ်ဆေးပြလို့အရင်ကြိုတင်ရွှေ့ပြောင်းချဖို့နဲ့အချို့ဒေသတွေမှာငလင်ကြောင့်တဲအရေးပြောခြင်းတွေဖြစ်ပေါ်နိုင်တဲ့အတွက်သတိပြုနေထိုင်ချဖို့သတိပေးနှိုးဆော်ထားပါတယ်။ ချင်းပြည်နယ်တောင်ပိုင်းမင်းတပ်မျိုးဖက်မှာလည်းငလင်လှုပ်ခတ်မှုတချို့ရှိတယ်လို့သိရပေမဲ့ထိခိုက်ပျက်စီးမှုအခြေအနေတွေကိုတော့မသိရသေးပါဘူး။ဒီနေ့လှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်နေပြည်တော်နဲ့မန္တလေးလေးစိတ်တွေပိတ်သိမ်းလိုက်ပြီးလေရင်ခီးစင်တွေဖြတ်သိမ်းလိုက်တယ်လို့အပြည့်ပြည့်ဆိုင်ရာမြန်မာလေးကြောင့် MAI ကဒီနေ့ထုတ်ပြန်ကြေညာထားပါတယ်။ ဒီနေ့မတ်လ28ရက်ကဆာလွန်နောက်ထပ်အသိပေးချက်မထုတ်ပြန်မချင်းနေပြည်တော်နဲ့မန္တလေးကို ပြန်တမ်းပြေးဆွဲမဲ့လေကြောင်းခရီးစဉ်အားလုံးကိုဖျက်သိမ်းလိုက်ကြောင်း MAI ကအသိပေးထားပါတယ်။ခရီးသည်များနဲ့လုပ်ဖို့ကင်ဘတ်များပြီးကင်းလုံခြုံတဲ့အခြေအနေရှိပြီးသက်ဆိုင်ရာအာဏာပိုင်များစီကနေအတီးပြုချက်ရတာနဲ့လုပ်ငန်းလေပတ်မှုများကိုချက်ချင်းပြန်လည်စတင်မယ်လို့လည်း MAI ကဖော်ပြထားပါတယ်။ လက်မှတ်ဖြတ်ထားပြီးတဲ့ MAI ခီးသည်များအနေနဲ့လေးစိတ်များပြန်ဖွင့်ပြီးတပတ်အတွင်းရက်ပြောင်းလဲမှုအခအမဲ့တစ်ချိန်ပြုလုပ်တာဒါမှမဟုတ်ပြန်အန်းငွေအပြည့်ပြန်လဲထုတ်ယူတာပြုလုပ်နိုင်တယ်လို့အသိပေးထားပါတယ်ဒီနေ့နေ့ခင်း7နှစ်နာရီ50ခန့်မှာ မန္တလေးမြို့နယ်စကိုင်းမြို့လိုကိုဗဟုပြုကာရစ်စတာစကေ9.8အာပြင်းထန်ငလှင်နဲ့နောက်ဆက်တွဲငလှင်3ခုလှုပ်ခတ်ခဲ့ပြီးမန္တလေးမြို့အပါအဝင်မြန်မာနိုင်ငံအလဲပိုင်းမြို့တွေရှမ်းပြည်နယ်တို့မှာပျက်စီးဆုံးရှုံးမှုများစွာနဲ့လူသေဆုံးမှုတွေဖြစ်ပေါ်ခဲ့တာပါအဲ့ဒီအင်အားပြင်းထန်ငလှင်ကြောင့်အာနာသိန်းစစ်ကောင်စီကစကိုင်းမန္တလေးမကွေးပဲခူးရှမ်းပြည်နယ် အရှိမြောက်ဒေတာနေပြည်တော်ကောင်စင်နယ်မြေတို့ကိုတဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရေးပေါ်ချင်းနေကြညာထားပါတယ်။အပြစ်မဲ့ပြည်သူတွေရဲ့အသက်အိုးအိမ်စီစိမ်တွေတိတ်ကျပြစီအောင်နေစင်ပုံကျဲတိုက်ခိုက်နေတဲ့စစ်ကောင်ဆောင်ကတရားသောစစ်စုပြီးတိုက်ပွဲတွေဆက်လက်ဖော်ဆောင်သွားမယ်လို့မတ်လ29ရက်နေ့နေ့80ပြည့်တမတော်နေ့ဖက်စစ်တော်လှန်ရေးနေ့အခမ်းအနားမှာပြောလိုက်ပါတယ်။ နေမြေဒေသအလိုက်အာနာရဖို့ကြိုးစားနေသူတွေရဲ့တိုက်ခိုက်မှုတွေကြောင့်အပြစ်မဲ့ပြည်သူတွေရဲ့အသက်အိုးအိမ်စီးဆင်းဥစ္စာတွေနဲ့မြို့ရွာတွေပျက်စီးခဲ့တဲ့အတွက်ပြည်သူတွေကရွှန်ရှာမုန်းတီးနေပြီဖြစ်တယ်လို့လဲစစ်ကောင်ဆောင်ကတိုင်းရင်းသားတော်လှန်ရေးအဖွဲ့နဲ့ PDF ကိုဆွဆွဲပြောဆိုထားပါတယ်။အပြစ်မဲ့ပြည်သူတွေရဲ့ပွာချမ်းဖက်တိုက်ခိုက်နေမှုတွေကိုလက်မခံနိုင်သလို့ ို့တောင်ဝေကြီးသုံးပါကိုထိပါလာတဲ့လက်နက်ကင်လန်းစင်တွေကိုလည်းလုံးဝလက်တင်ခံလို့မရတဲ့အတွက် တမတော်အနေနဲ့ပြည်သူလူထုတရက်လုံးရဲ့ပူပေါင်းပါဝင်မှုနဲ့အတူတရားသွစစ်ကိုဆက်လက်ဆင်နွှဲသွားမှာဖြစ်တယ်လို့စစ်ကောင်ဆောင်ကပြောဆိုခဲ့ရပါတယ်။တကယ်တော့အပြစ်မဲ့ပြည်သူတွေရဲ့အသက်အိုအိမ်စီးစိမ်တွေကိုနှိမ့်စင်တဲ့အမြဘုံကျဲတိုက်ခိုက်ဖြစ်စည်းနေသူမှာအာဏာသိမ်းစစ်ကောင်စီသားဖြစ်ပြီးတိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေကိုအပြစ်ပုံချနေတာဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ PDF အဖွဲ့တွေအနေနဲ့လက်နက်ကိုင်လမ်းစဉ်ကိုစွန့်ပြီးပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ရွေးကောက်ပွဲလမ်းကြောင်းတွေကတဆင့်နိုင်ငံရေးနည်းလမ်းနဲ့ဖြည့်ရှင်ဆောင်ရွက်နိုင်ဖို့ငင်းချမ်းရေးဆွေးနွေးမှုတွေကိုအမြဲကြိုဆိုလမ်းဖွင့်ပေးထားတယ်လို့လည်းစစ်ကောင်ဆောင်ကထပ်မံဖိတ်ခေါ်ထားပါတယ်မြန်မာညညရဲ့ဆွေရအညကြီးကတော့ဒီကနေ့အချိန်အခါမှာအာနာသိန်းစစ်တပ်ဟာလူထုအသက် OIN စီစဉ်ကိုကကွယ်ရမယ့်အစားပြည်သူကိုရံပြချင်း6ဖြစ်စီနေတဲ့ဖက်စစ်စစ်တပ်အသွင်ကူပြောင်းလာတဲ့အတွက်တိုင်းရင်းသားပြည်သူတရက်လုံးက တော်လှန်တိုက်ခိုက်နေတဲ့အတွက်ခစ်သစ်ဖက်စစ်တော်လှန်ရေးကာလဖြစ်တယ်လို့မင်းကထုတ်ပြန်ထားပါတယ်။အလားတူပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကလည်းမြန်မာနိုင်ငံသူနိုင်ငံသားအလုံးအနေနဲ့ဖက်စစ်အာဏာရှင်တွေထက်အစပေါင်းများစွာရက်ဆက်ကြံကြုတ်တဲ့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကိုအပြီးတိုင်ပပျောက်တဲ့အထိတွန့်လှန်တိုက်ထုတ်ပြီးတော်လှန်ရေးအောင်ပွဲတွေဆင်နွှဲနိုင်ကြဖို့ပြောဆိုထားပါတယ်။ ချင်းပြည်ဟာခမျိုးမှာလက်စင်မီပြတ်တောက်နေတာတပတ်ခန့်ရှိပြီးဖြစ်တာကြောင့်ဒေသခံတွေအခက်အခဲနဲ့ရင်ဆိုင်နေကြရတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့မတ်လ23ရက်နေ့ကစပြီးမြို့တော်ဟာခမှာမီပြတ်တောက်နေခဲ့တာဖြစ်ပြီးဒေသခံတွေဟာချက်ပြုတ်ရနဲ့လက်စင်မီအုံပြူပြီးလှုပ်ရတဲ့အထွေထွေကိစ္စတွေမှာအခက်ကြုံတွေ့နေရတယ်လို့ဟာခဒေသခံတအူကပြောပါဗျ။ဟစ်စစ်ပြတောက်ရတဲ့အကြောင်းရင်းကိုမတိရပါပဲကျော်ကန်ကိုကြာက 66kb line ပြတောက်တာကြောင့်တိရပြီး ဘယ်ချိန်မီပြန်ရနိုင်လဲဆိုတာကိုတော့မသိရသေးဘူးလို့ဒေတာခန်တူကပြောပါတယ်အခုလိုလျှက်စမီပြတ်တောင်နေတာကြောင့်ဟာခါမျိုးဒေတာခန်တွေဟာထမင်းဟင်းချက်ပြုတ်ရမှာ မိသွေးကိုအ धिक အသုံးပြုနေကြရတယ်လို့သိရပါဗျ။စကိုင်းတိုင်းတမှုခရိုင်ခံပတ်မျိုးနဲ့ကလျက်ရှိနေတဲ့ကနန်ချေးရွာမှာမပောက်ွယ်သေးတဲ့စစ်ကြံဘုံပောက်ွယ်လို့ဒေတာခန်ချဲမြေသားတို့ဦးသိဆုံးခဲ့ပါဗျ။ ကနန်ကျေးရွာကအသက်49နှစ်အရွယ်ဘူထောင်ချောကဟာမတ်လ26ရက်နေ့ကကောက်ရထားတဲ့40မမဘုံတီတဲကရက်မှုန့်ကိုထုတ်ယူဖို့ကြိုးစားရကနေပောက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဘုံပောက်ကွဲမှုကြောင့်ပြင်းထန်တဲ့အရာရှိပြီးဆေးရုံကိုအချိန်မီပို့ဆောင်ခဲ့ပေမဲ့ဒဏ်ရာကြောင့်သေဆုံးခဲ့တယ်လို့ဒေသခံတအူးကပြောပါတယ်။ ပြည်သူတွေအနေနဲ့မိမိတို့နေထိုင်ရာဒေသတွေမှာမပေါက်ကွဲသေးတဲ့စစ်ကြံပုံတွေခဲယမ်းတွေတွေ့ရဆိုရင်ကင်တွေတာမျိုးမလုပ်ပဲတက်ဆိုင်ရာတော်လှန်ရေးအဖွဲ့အစည်းကိုအကြောင်းကြားတင်ပြီးအထူးသတိပြုဖို့လိုအပ်တယ်လို့တော်လှန်ရေးတပ်ဖွဲ့တွေကပြောပါတယ်။ VOC သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။